ကင်းပြည်နယ်ကော့ကရိတ်မြို့နယ်တွင်ကရေဘူးကြီးကော့ဝါလဲဝင်းပြနောင်တမန်သမိန်တို့တောင်ကမရိုက်မိကလုံကျွော်တွေကိုစစ်ကောင်စီကရင်ခွဲတောင်လမ်းမိုင်းကနေမြေပြင်လက်နက်ကြီးပင်လေးချောင်းကပါဖုံးကျက်တိုက်ခိုက်နေပါတယ်။လက်ရှိမှာလဲကျုံလုံးမြို့နီးမှာ KNU ဥဆောင်ပြီးစစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကမြေပြင်နဲ့ဝင်ရင်ကပါတိုက်ခိုက်နေပါတယ်။ဒီပြည်ဆောင်တော့လက်နေကြီးနဲ့ဝေးရကျွရကိုရှောင်းတယ်။နောက်သူတို့လည်းပဲဟိုတ ကအန်ဒီရကင်းလားဆိုတော့လဲအန်ဒီရမကင်းဘောသူတို့ရပြစ်မှတ်ထဲမှာရောက်နေတော့အနေနဲ့များတော့ဘုံကျဲလိန်နဲ့ဘုံကျဲတာမျိုးလက်နဲ့ချီနဲ့လမ်းပြစ်တာမျိုးအဲလိုမျိုးတွေတော့မတော်တဆထိခိုက်တာတွေဒီဆုံးတာတွေတော့ရှိတယ်ပေါ့အဲဒီနေ့ကတော့လောလောဆယ်ဟိုကင်းထောက်လိန်လာပြီးတော့ဒီဘုံကျဲတာတော့လောလောဆယ်ဒီဘက်မှာတော့ငြိမ့်နေတယ်ပေါ့ငြိမ့်နေတယ်အာလိလိန်နဲ့ပတ်သက်ပြီးတော့ငြိမ့်နေတယ်ပေါ့မနေ့ကအထိကတော့ အာလေချောင်းပုံကျဲမှုတွေကတော့ကြားနေရတယ်ရှိနေတယ်ပေါ့ဂျုံတို့မျိုးပါဝင်ရေဘူးငားတိုင်းလေးတိုင်းညညာတာလင်းအင်ဂျီနှုတ်ဖတ်တို့စတဲ့ကြေးရွာကထောင်ထဲချီတဲ့ဒေသခံတွေဟာဖန်မျိုးနယ်တွင်းကကြေးရွာတွေနဲ့နီးစပ်ရာကြေးရွာတွေကိုတပြေတန်းရှောင်နေရပါတယ်ဒါအပြင်အေဘယ်လာ18ရက်နေ့မနေ့9နိုင်လောက်ကစစ်ကောင်စီကကော့ကရိတ်မျိုးနယ်ကန်းဒီကြေးရွာနဲ့တရတော်ကြေးရွာကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ် ။နေချောင်းတိုက်ခိုက်မှုကြောင့်တရတော်ကြီးရွာကပြည်သူတအူထိမှန်သေဆုံးခဲ့တယ်လို့စစ်ဆောင်ရေးဂူကြီးပေးနေသူတွေကပြောပါတယ်။သူတို့လေကြောင်းလေကြောင်းကဟူဟူတိုက်ပွဲဖြစ်တာမဟုတ်ဘဲနဲ့ကမ်းလီမှာပဲဘုံထကျဲတယ်တဲတော့ဘုံထကျဲတယ်လူကပြီးခိုက်ရှိတယ်လို့ဆိုတဲ့ကျင်းကြီးမြတ်တွေလူကတောက်သေးတယ်လို့ကြားတယ်လို့ဆိုတဲ့မနေ့ကကိုနိုင်ပေါင်းကြီးကဘောနကိုနိုင်လည်းကြော်တောက်စားပဲတောက်စားပဲကျဲတော့တယ် မကန်နီတေတောအဲကဒီယူတဆောင်းတာတဘွားတဘွားအပြမလည်းမသိတဘွားကျုံတို့ဟောပေါ်ပဲဆမ်းမှာဆိုဖြစ်တယ်ဒီကသူပြတာဒီကန်နီကျုံတို့တပတ်ကန်တပတ်ချန်ဒီကန်နီနဲ့တေတောလမ်းလမ်းကြည့်နေလို့ဖြစ်နေပြီဒီကြောင့်ကနေဘုံကျတိုက်ခိုက်မှုတွင်ဒေသခံတွေအားတပြစ်တင်းဆောင်နေရတာကြောင့်ဒဏ်ရရှိသူစီရင်ပြုစုလို့မရသေးဘူးလို့ဆစ်ဆောင်ရေးကူညီပေးနေသူတွေကပြောပါတယ် ဧပြီလ15ရက်နေ့မနေ့7နိုင်ခွဲလောက်ကကော့ကရိတ်မြို့နယ်ကန်းညီကျေးရွာဖုံးကြီးချောင်းကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျက်ချတိုက်ခိုက်ခဲ့ပါတယ်။ဘုံကျက်ချတိုက်ခိုက်ခဲ့တာကြောင့်တကြံကျက်နေဖုံးကြီးချောင်းကိုဥပုပ်တီလောက်ယူဖို့ရောက်ရှိနေတဲ့ကလေးငယ်၄ယောက်အပါအဝင် ပြည်သူ၆ယောက်တည်ဆုံပြီးတန်ငါ၃ပါးနဲ့ကိုရင်၇ပါးအပါအဝင်ပြည်သူ၁၈ယောက်မော်လမြိုင်စည်းရုံးကြီးမှာစေကူသားမှုခံယူနေရပါတယ်။ကျွန်တော်အောင်ခံပါ။ဒုနော်။တော့